ောင်းမမီလာပါညင်ရတော့ပေါ့နော်။ knowledge share ရေးနေတယ်ပေါ့နော်။နည်းပညာတွေကိုမျှဝေပေးနေတယ်ပေါ့နော်။ coach trainer နေမိဖြစ်ပါတယ်ပေါ့နော်။ဟောပေါ့နော်။ဒီသင်တန်းကိုတက်လိုက်ရတဲ့အတွက်ပေါ့နော်။ အာညင်းလိုမျိုးပေါ့နော် coach trainer လမ်းကိုရှောင်းလမ်းနေရတူပဲဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ်ရင်းရပေါ့နော်အပြင်စီးပွားရေးပဲလှုပ်လှုပ်ပေါ့နော် offline မလှုပ်လှုပ် online လည်းမလှုပ်လှုပ်ပေါ့နော်ဘယ်မှာပဲလှုပ်လှုပ်ပေါ့နော်ဒီပညာရကမဖြစ်မနေတက်ထားတဲ့ပညာရလေးဖြစ်တယ်ဘာလို့လဲဆိုတော့ဒီတနေ့အနေပြီးတော့အာညင်းလိုရခဲ့တာတွေအားကြတော့ and be အကြောင်းအကျဲတဝန့် တည်ခဲ့ရရယ်ဗောနော်နောက်တစ်ခုကလည်း NLP ကိုစတင်ခဲ့ရတဲ့ NLP ရဲ့ကောင်းတာတွေကိုလည်းညီတို့တည်ခဲ့ရရယ်ဗောနော်ဒီတော့ဆိုရင်ဒါညီတို့ဗောနော်အာ NLP ဆိုတာရှိရယ်ဆိုတာတော့ညီတို့မတည်ခဲ့ဘူးဗောနော်အဲလူတော်တော်များများကဗောနော်ဗာပဲနေနေသိညစရာတွေဗောနော်ချင်းစရာတွေနဲ့ဗောနော်တော်တော်များများကတစ်ခုမဟုတ်တစ်ခုတော့ကြုံတွေ့နေခဲ့ကြရယ်ဗောနော်အဲအဲ့လိုမျိုးဗောနော်အာပဝင်းချင်းမှာဗောနော်အာကိုနေရဲ့ပဝင်းချင်းမှာဗောနော် အတားမျိုးမျိုးကြောင့်ပေါ့နော်ညီတို့တွေအဲစိတ်ညစ်မှုတွေလည်းရှိကောင်းရှိနိုင်လိမ့်မယ်ပေါ့နော်ဒါညီတို့တွေဆိုလည်းအဲရှိရပေါ့နော်ဒါလူတော်တော်များများမှာလည်းတင်းတကူမဟုတ်တကူရှိနိုင်နေပေါ့နော်အဲ့တော့ဒီတင်းနှဲကိုညီတက်လိုက်တဲ့အချိန်မှာပေါ့နော်အာကိုစိတ်ညစ်စရာတွေကိုဘယ်လိုမျိုးကြော်ဖြဲရမလဲပေါ့နော်အဲ ရင်လူတွေနဲ့ဘယ်လိုမျိုးပေါင်းသဲဆက်ဆံရမလဲလူလူတွေဆိုတာကပေါ့နော်အဲစိတ်အမျိုးမျိုးရှိရယ်လူအမျိုးမျိုးလည်းရှိရယ်အဲ့တော့အဲ့လူမျိုးမျိုးကိုညီတို့ကဒီလူကိုပေါ့နော်အဲဒီနည်းဘယ်လိုမျိုးအဲဆက်ဆံရမလဲဟိုလူကိုဘယ်လိုမျိုးဆက်ဆံရမလဲနော်လူတူတယောက်ရဲ့စိတ်နဲ့ကိုကဘယ်လိုမျိုးပေါင်းသဲဆက်ဆံရမလဲဆိုတဲ့အကြောင်းတွေကိုလည်းအကျယ်တုံးသိခဲ့ရရယ်ပေါ့နော်အဲနောက်တစ်ခုကပါလဲဆိုတော့ လိုမျိုးပေါ့နော်ကိုထိန်နာတယောက်အဖြစ်ပေါ့နော်ဘဝကိုရက်တည်မယ်ဒါမှမဟုတ်လေကိုကအပြင်စီးပွားရေးလုပ်မယ်ဆိုရင်လူတွေအတွက်ကိုပေါ့နော်ဒီသဏ္ဍာန်ကိုတက်စီချင်ပါတယ်ဒီသဏ္ဍာန်ကိုတက်လိုက်မယ်ဆိုရင်ကိုမှစိတ်နှစ်ရာရရှိမယ်ဆိုရင်လည်းပြျောက်သွားနိုင်တယ်ပေါ့နော်အဲကိုမှအခက်ခဲရှိရဲဆိုရင်လည်းဒီသဏ္ဍာန်ကိုတက်လိုက်မယ်ဆိုရင်တော့ကိုရဲ့အခက်ခဲတွေကိုဘယ်လိုမျိုးရင်ဆိုင်ကျော်ဖြတ်ရမလဲဘယ်လိုမျိုး ကိုယ့်ရဲ့ပြဿနာတွေကိုဖြေရှင်းလို့ရနိုင်လဲဆိုတဲ့နိလန်းတွေကိုလည်းရသွားမယ်ပြီးရင်ကိုယ့်ကိုယ်ကိုလည်း train နိုင်တဲ့လူတယောက်ဖြစ်သွားလိမ့်မယ်လို့ညီရတော့အကြံပေးချင်ပါတယ်